ားလုံးပဲမင်္ဂလာပါရှင်ခစ်တင်မန္တလေးသတင်းဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရုရှားရောက်မင်းအောင်လိုင်က Nova Civic မြို့အုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းသွားကြွေပြီးလက်ဖက်ရည်တိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရုရှားနိုင်ငံတွင် ရောက်ရှိနေသည့်အကြံဖက်မင်းအောင်လိုင်က Nova Civic မြို့အုပ်ချုပ်ရေးမှု Mr. Traffic Artley Alexandrovich ကို လက်ဖက်သုံးနဲ့ငက်တလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကသတင်းထုတ်ပြန်ပါရင်စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လိုင်ကရုရှားနိုင်ငံနိုဗာစီဗစ်မြို့တွင်ခရီးတစ်ထောက်အဖြစ်ခိတရနာခဲ့ကြောင်းထို့သောရနာစဉ်မင်းအောင်လိုင်ကိုလာရောက်ကြိုဆိုသောနိုဗာစီဗစ်မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြန်မာရိုးရာအစားအစာဖြစ်သည့်နတလောက်ပေါင်းလက်ဖက်ရည်နှင့်လက်ဖက်တုပ်တုပ်ကိုလေးစိတ်တွင်ပင်မင်းအောင်လိုင်ကကျွေးမွေးခဲ့ကြောင်းသိရှိရပါသည် မြန်မာနိုင်ငံမှာအသင့်ပြင်ဆင်လာသည့်မြမရိုးရအစားအစာဖြစ်ပြီးလက်ဖက်သုံးလက်ဖက်ရည်အသင့်ချက်ပြုတ်လာသည့်ငတလောက်ပေါင်းတို့ဖြင့်တဲ့ခင်းဧကန်ခေယံနိုဘာစီဗစ်ဒေတာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များကငြိမ်းချစွာသုံးဆောင်ခဲ့ကြပြီးမြန်မာနိုင်ငံမြမရိုးရစားတောက်ဖွဲ့ရများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကသတင်းထုတ်ပြန်ထားပါသည်။မြန်မာနိုင်ငံရုရှားနိုင်ငံမော်စကိုတွင်စက်တင်ဘာလ28ရက်နေ့မှ28ရက်နေ့ထိပြုလုပ်မည် ကမ္ဘာအနှုမြူသတင်းပတ်ဖော်ရန်2025အခမ်းအနားသို့သွားရောက်တက်ရောက်နေခြင်းဖြစ်ပါသည်ဆလပီရဝတီမြို့နယ်၄ကီကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြှင့်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရဝတီမြို့နယ်၄ကီကော်တိုက်ပွဲအတွင်းမြန်မာဘက်မှပြစ်ခတ်သောလက်နက်ကြီးကြီးထိုင်းပြည်ပေါ်သို့ကြားရောက်ပောက်ကွဲပြီးနောက်ထိုင်းစစ်တပ်ကနေဆက်တွင်လုံခြုံရေးတိုးမြှင့်ထားကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြပါသည် စက်တင်ဘာလ24ရက်နေ့မြောက်ပရီမြို့နယ်၄ကီကော်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေစဉ်မြန်မာဘက်မှပြစ်ခတ်လိုက်သောလက်နက်ကြီးကြီးသည်ထိုင်းနိုင်ငံမှစောင့်မြို့နယ်အတွင်းသို့ကြားရောက်ပောက်ပွဲခဲ့ကြောင်းအဆိုပါကြားရောက်ပောက်ပွဲမှုကြောင့်လူထိခိုက်ခြင်းမရှိတော့လေထိုင်းနိုင်ငံကမြန်မာဘက်သို့တရားဝင်ကန့်ကွက်လှပပေးပို့လိုက်ကြောင်းသိရပါသည်ထို့သောကန့်ကွက်လှပပေးပို့ပြီးနောက်ထိုင်းစစ်တပ်ကထိုင်းမြန်မာနယ်စပ်တလျှောက်လုံးတွင်ထိုင်းစစ်တပ်ကကင်းလေခြင်းနှင့်လုံခြုံရေးတိုးမြင့်မှုများကိုလှုပ်ဆောင်လာကြောင်းထိုင်းဘက်အချမ်းတွင်24နာရီလုံခြုံရေးတိုးမြင့်လိုက်ကြောင်းသိရှိရပါသည် စက်တင်ဘာလ20ရက်နေ့မှစတင်၍စစ်တပ်ကမြောက်ဝတီမြို့နယ်၄ခေကော်မြို့သို့စစ်ကြောင်းများစတင်ထိုးလာပြီးဆွဲတော်အမြောက်ကုန်းကိုရရှိရေးဂျိုးပန်းထိုးစစ်ဆင်လာကြောင်းရှင်းနေ့မှစတင်၍ယနေ့စက်တင်ဘာ25ရက်နေ့အထိတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေကစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းကရင်စစ်ရေးတရင်ရဲမြစ်ထံမှသိရပါသည်ဆလဗီချောင်းမရွာတိုက်ပွဲပြန် BLDF တပ်ဖွဲ့ဝင်တွေကိုဖြီးသူတွေကြိုးဆိုးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စကိုင်းတိုင်းခဏီမျိုးနယ်ကစစ်ကော်မရှင်တပ်တွေကိုတိုက်ခိုက်ပြီးပြန်လာတဲ့ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး VLDF တပ်ဖွဲ့ဝင်တွေကိုဒေသခံပြည်သူတွေကဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ VLDF စစ်ဒေသတစ်ဒူးစစ်ဒေသတာဝန်ခံကပြောပါတယ်တပ်ဖွဲ့ခြေစိုက်ဒေသကိုပြန်လာချိန်စက်တင်ဘာလ22ရက်နေ့လယ်ပိုင်းမှာရင်းမာပင်ခရိုင်အတွင်းရှိခြေရွာတွေကဒေသခံတွေပူးပေါင်းပြီး အောင်တပြေပန်းတွေစားစရာမုံတွေကိုပေးကမ်းကကြိုဆိုခဲ့ကြတာပါအဆိုပါတပ်ဖွဲ့ဝင်တွေဟာစက်တင်ဘာ17ရက်ကစတင်ပြီး ခဏီမျိုးနဲ့ချောင်းမရွာမှာတက်ဆွဲနေတဲ့ခမာရဆက်ချောက်ကဂုံမူးသူရိဦးဆောင်တဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တရားဝင်ကျင့်ကိုတိုက်ခိုက်ခဲ့ကြတာလို့ဆိုပါရယ် BLDF နဲ့မဟာမိတ်အဖွဲ့တွေပူးပေါင်းကတပ်ပေါင်းစုပုံစံတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးမဟာမိတ်အဖွဲ့တွေဘက်ကတော့ထိခိုက်ကြဆုံးမှုရှိခဲ့တယ်လို့စစ်ဒေသတဲဒူးစစ်ဒေသတာဝန်ခံကပြောပါရယ်အဆိုပါတိုက်ပွဲအတွင်းရန်သူအလောင်း9လောင်းတကြကြီးနှစ်ဦးအပါဝင်စစ်တုံးဘက်လေးဦးဖမ်းဆီးရမိခဲ့ပြီး MA1 6လက် MA3 2လက် MAS 7လက် MG3 တလန်း BA100 တလန်း Java တလုံးနဲ့အခြားဆက်သုံးဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ခစ်တင်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွေမှာလည်းသတင်းထူးများတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။